မင်္ဂလာပါခင်ဗျာဒီနေ့သင်္ကန်းလာမှာတော့ကျွန်တော် set data တိုင်းမှာရှိတဲ့ method တွေအကြောင်းလည်းတော့ comparison of set နော် set တွေကိုနိုင်ရှင်ရဲ့အကြောင်းကျွန်တော်ဆွေးနွေးတော့မှာပဲဖြစ်ပါတယ်ဟုတ်ပြီနော်ပထမဆုံးကျွန်တော် set နော်နှစ်ခုရှိရယ်နော်ဒီမှာဆိုရင် a set a ရှိရယ် set b ရှိရယ်နော်သူတို့နှစ်ခုရယ်နော် intersection ဟိုလိုချင်နော်ဘယ် method သုံးလို့ရလဲဆိုရင်နော် a u.a intersection ဆိုတော့မှတ်သားသုံးလို့ရပါတယ်ဟို intersection က node ဒီမှာရှိတဲ့ဟို intersection နဲ့အတူတူပါပဲ node ဒီမှာဆိုရင် set AC ရဲ့ဒီမှာဆိုရင် set BC ရဲ့သူတို့နှစ်ခုဘုံတူးနေတဲ့ intersection ကိုကျွန်တော်လိုချင်တဲ့အခါမှာကျွန်တော်သုံးတာပဲဖြစ်ပါတယ်ဟုတ်ပြီ node ဒီမှာဆိုရင် node set A ကို print ထုတ်လိုက်မယ် set B ကို print ထုတ်လိုက်မယ်ပြီးသွားရင်ကျွန်တော်တို့ဘလို့လေးပါတုံးလို့ရလဲဆိုတော့ပထမ node ampersand node တင်ဂေတာလေးနဲ့ node လဲ ေးလို့ရပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင်ဘုံတူးနေတာဘယ်ဟာလဲဆိုရင်ကျွန်တော်၄၅၄၅ကျွန်တော်ဘုံတူးနေတာပါအဲ့ဒါဆိုကျွန်တော်ဘာပဲထွက်မလဲဆိုရင်ကျွန်တော်၄၅ပဲထွက်မယ်၄၅ကကျွန်တော် intersection ဖြစ်နေတာဘုံတူးတူးဖြစ်နေတဲ့အတွက်ကျွန်တော်၄၅ပဲထွက်မယ်ဟုတ်ပြီတော့ဒီ program ကို node run ကြည့်လာမယ် program name က python example 55.py ဆိုတော့ဒီမှာဆိုရင်၄၅ပဲထွက်ပါ ဟုတ်ပြီကျွန်တော်ဒီအန်ပြစန်းသင်္ကေတလေးနဲ့မရေးပဲနဲ့ဟုတ်မတ်သက်နဲ့လည်းရေးလို့ရပါတယ်သူမတ်သက်ကဘာလဲဆိုရင်ကျွန်တော် a ။ intersection b ဆိုပြီးတော့ကျွန်တော်ရေးလို့ရတယ်ရတယ်ဟုတ်ပြီကျွန်တော်ဒီမှာဆိုရင်၄၅ပဲဟုတ်ပြီ intersection ကိုကျွန်တော် a ။ intersection b မဟုတ်ဘဲနဲ့ b ။ intersection a ဆိုပြီးရေးလဲကျွန်တော်တူတူပါပဲဟုတ်ဝင်လိုက်မယ်ဆိုရင်၄၅ပဲတော့ထွက်ပါမှာဟုတ်ပြီတော့ ီ ANS ကကြတော့တော့အစ်စ်ဖြစ်သွားတယ်။တော့ဒီလိုမှမဟုတ်ဘူး။တော့ကြည်ရင်သွဲနှစ်ခုတည်းရနေပြီးတော့တစ်ခုရတန်မိုး intersection ဖြစ်တဲ့တန်မိုးပြန်ပြောင်းနေတယ်ဆိုတော့ဘာနဲ့ကြောင်းလို့ရလဲဆိုတော့ဒီတိုင်းလေးလည်းကြောင်းလို့ရပါတယ်။ A ဒီတိုင်းလေးမရေးခြင်း A intersection B လို့တော့ရေးလိုက်တာနဲ့ A ကကျွန်တော်1 2 4 5မဟုတ်တော့ဘဲနဲ့၄5ဆိုပြီးကျွန်တော်ဖြတ်သွားမှာပဲဖြစ်ပါဟုတ်ပြီနော်ဒီမှာ ကိုမမန်းလိုက်မယ်ပြီးတော့ပြန်ထုတ်လိုက်မယ်ဆိုတော့ဘာပဲထွက်မလဲဆိုရင်ဟို A က၄၅ပဲထွက်တော့မှာပဲဖြစ်ပါပထမ A က1 2 4 5ဒါကတော့ဟိုဒီတိုင်းပဲဒီလိုပုံစံလေးကျွန်တော်တို့ကဘလို့ရေးလို့ရလဲဆိုရင်နောက်ထပ် table.intersection update ဆိုတဲ့ method နဲ့ရေးလို့ရပါဒီ foo.intersection method ကပြတော့ကျွန်တော်ခုနကလိုပဲ set အဲထဲမှာ ရှိတဲ့မူရင်းတန်ဖိုးတွေကိုကျွန်တော်က intersection ဖြစ်တဲ့တန်ဖိုးကိုကြောင်းသွားစေခြင်းရင်စက်တို့ဘယ်မှတ်သက်သုံးလို့ရလဲဆိုရင် intersection attack ကိုကျွန်တော်သုံးလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမှာ a ဆိုပြီးတော့ညီငယ်ချင်းရေးလိုက်မယ်ပြီးတော့ဒီကောင်ကတော့ d e f o r e g 4 a ပေါ့ပြီးတော့ဒီနေရာမှာကျွန်တော် a f t e r after a ဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးတော့ကျွန်တော် run ကြည့်လိုက်ဒီမှာဆိုရင် afra a က1 2 4 5 4 a ကကျ5ပဲဖြစ်သွားဒီမှာဆိုရင်ကျွန်တော်ဘာမှတ်သက်တော့မှာ intersection အတိုင်းမှတ်သက်ကိုကျွန်တော်သုံးသွားပဲဖြစ်ပါတော့နောက်ထပ်လှုပ်ဆောင်မှုတစ်ခုကဘာလဲဆိုရင်ကျွန်တော်12ခုကိုကျွန်တော်ပေါင်းစည်းလို့ရတယ်ပေါင်းစည်းတဲ့အခါမှာကျွန်တော်တို့ဘလို့ယူသွားမလဲဆိုရင်ကျွန်တော်တူးနေတဲ့ဟာကိုတစ်ခါပဲယူသွားမှာပဲဖြစ်ပါအဲ့လိုရေးဖို့အတွက်ကျွန်တော်တို့ ဘယ် operator ကိုသုံးရမလဲဆိုတော့ vertical ဘာ operator လေးကိုတော့သုံးလို့ရပါတော့ဒီမှာဆိုရင်ကျွန်တော်ထပ်နေတဲ့ဟာကိုတစ်ခုပဲယူသွားလိုက်တဲ့သဘောမျိုးပဲဖြစ်ပါဘူးဥပမာ1 2 3 4ရှိရင်စက်အိမ်မှာစက်ဘီမှာ3 4 5 6 7ရှိတယ်တော့သူတို့နှစ်ခုဘုံတူးနေတာ3 4ဘုံတူးနေတာ ဖြစ်တဲ့အတွက်ပေါင်းလိုက်တဲ့အခါမှာဘုံတူးနေတဲ့ဟာကိုတစ်ခါပဲယူသွားပြီးတော့1 2 3 4 5 6 7ဆိုပြီးတော့ကျွန်တော်ပေါ်ရမှာပဲဖြစ်ပါဟုတ်ပြီเนาะဒီပို့ ပရိုဂရမ်လေးကိုတော့ run ကြည့်လိုက်မှဆိုရင်ကျွန်တော်တို့ဘာပေါ်မလဲဆိုရင်1 2 3 4 5 6 7ပဲပေါ်မှာဟုတ်ပြီဒီ union လောက်ဆောင်ချက်ကိုကျွန်တော်နောက်ထပ်ဘာနဲ့ဘာတီကယ်ဘာနဲ့မဟုတ်ဘဲနဲ့ union ဆိုတဲ့ function name နဲ့လည်းကျွန်တော်လုပ်လို့ရပါဟုတ်မတ်တက်နဲ့လေဒီမှာဆိုရင်ကျွန်တော် ans ဆိုပြီးရေးလိုက်တယ်ပြီးတော့ a foods.union.b ဆိုပြီးတော့ရေးလိုက်ပြီးဆိုရင်ကျွန်တော်ခုနကအဖြေတိုင်းမှာကျွန်တော်ထွက်มาဖြစ်ပါ ဟုတ်ပြီကျွန်တော်ဒီတိုင်းမရေးကျင်ဘူးကျွန်တော် A ရ1 2 3 4ကြည့်ဒီပေါင်းလိုက်တဲ့အဖြေကို A နာမည်ကျွန်တော်ပြန်ပေးကျင်တယ်ဆိုရင်ကျွန်တော်ဘယ်လိုရေးလိုက်လို့ရလဲဆိုရင်တော့ဒါဆိုရင်တော့ဒီမှာဆိုရင်တော့ print ထုတ်လိုက်မယ် print တော့ B4 ပေါ့ B F4 B4 A is equal to ဆိုပြီးတော့ A ကိုရေးလိုက်မယ် A ကဆက်ဆက်လာကျင်တော့1 2 3 4ရှိတယ်ပြီးသွားရင်ကျွန်တော် A F T ရ after A is equal to လို့ ေးလိုက်မယ်ဆိုရင်ကျွန်တော်ဘယ်လိုဖြစ်သွားမလဲကျွန်တော်ကြည့်ကြည့်လိုက်မယ်ကျွန်တော်1 2 3 4 5 6 7ဖြစ်သွားမှာပါကျွန်တော်နောက်ထပ်ဘာလုံဆောင်ချက်တွေထပ်လုပ်လို့ရသေးလဲဆိုရင်အစုတွေကိုကျွန်တော်တို့ကနှုတ်လို့ရပါအစုတွေနှုတ်လိုက်တဲ့အခါမှာကျွန်တော်ဘာထွက်လာမလဲဆိုရင်ကျွန်တော်တူတဲ့ဟာတွေကိုခြံထားပြီးတော့မတူတဲ့ဟာတွေကိုကျွန်တော်တို့ print ထုတ်ပေးမှာပဲဖြစ်ပါဟုတ်ပြီဥပမာကျွန်တော် a set a မှာ1 2 3 4ရှိတယ် b မှာ3 4 567ရှိရထားကြပါလို့ဥပမာကျွန်တော် A ထဲက B ကိုနှုတ်မယ်ဆိုရင်ကျွန်တော်ဘာပဲထွက်မလဲဆိုရင်12ပဲနှုတ်ထွက်ပါမယ်12 12ပဲဘာဖြစ်လို့ထွက်မလဲဆိုရင်ကျွန်တော်2နေတဲ့3 4ကိုကျွန်တော်ကခြံထားခဲ့ပြီးတော့မတူတဲ့နော်ပွဲပြားနေတဲ့12ကိုပဲကျွန်တော် print ထုတ်ပေးမှာပဲဖြစ်ပါဟုတ်ပြီနော်ဒီ program လေးကိုနော် run ကြည့်လိုက်အောင်နော် A ထဲက B ကိုနှုတ်တယ်ဆိုတော့သဘောလေးဖြစ်ပါဟုတ်ပြီကျွန်တော်ဒီ program လေးကိုနော် run ကြည့်လိုက်မယ် run လိုက်တဲ့အခါမှာကျွန်တော်1 2ပဲထွက်တယ်။ဟုတ်ပြီကျွန်တော်1 2မဟုတ်ဘဲနဲ့ကျွန်တော် B တဲကနေပြီးတော့ A ကိုနှုတ်မယ်။ B တဲက A ကိုနှုတ်မယ်ဆိုရင်ကျွန်တော်ဘာကိုကြံမလဲဆိုတူတဲ့ဟာ3 4ဖြစ်တဲ့အတွက် B တဲမှာမတူဘဲနဲ့ကြံနေကြတာဘာလဲ5 6 7တော့ဒီပုံလေးအတိုင်းမှာဒီပုံလေးကိုကျွန်တော်တို့တွားပြီးတော့မြင်လို့ရပါတယ်။နော်ဒီပုံစံလေးတွေနော်ငယ်ငယ်တုန်းကသင်ချာမှသင်နေတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဘာပဲထွက်မလဲဆိုရင်5 6 7ပဲထွက်ပါ တကယ်လို့အစုဘီရဲ့အစု A ကိုနှုတ်လိုက်မယ်ဆိုရင်ဟို run ဒီလိုက်မယ်ဟို1 2ဟို6လိုက်မယ်ဟိုပြင်ပြန် run လိုက်မယ်ကျွန်တော်5 6 7ကျွန်တော်တို့ထွက်ပါကျွန်တော်နောက်တစ်ခုကဘာလဲဆိုရင်တော့ symmetric different symmetric different ကကျတော့တို့ဘာလို့ယူသွားမလဲဆိုရင်သူက တူးနေတဲ့ဟာကိုထားခဲ့ပြီးတော့ set A မှာရှိတဲ့မတူတာတွေ စက်ဖီမှာရှိတဲ့မတူတာတွေကိုကျွန်တော်ကအဖြေထုတ်ပေးပါဒီကောင်က symmetric different ဘာရဲ့ဘြောင်းမြန်လို့ပြောလို့ရလဲဆိုရင်ကျွန်တော်တို့ intersection ရဲ့ဘြောင်းမြန်ပါဒီမှာဆိုရင်ကျွန်တော်ကဘာပဲတူနေအောင်3လေးရတူနေ3လေးတူနေတော့ကျွန်တော်တို့အဖြေထွက်ရင်ကျွန်တော်ဘာထွက်သွားမလဲဆိုရင်1 2 5 6 7တော့ထွက်သွားမှာပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒီဒီ program လေးကိုကျွန်တော် run ကြည့်လိုက်ဟို run လိုက်မယ်ဟို1 2 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 567ထွက်ပါမှာ။ဟိုဒီမှာဒီပုံလေးအတိုင်းပဲ intersection ဖြစ်နေတဲ့အပိုင်းကိုကျွန်တော်ခြံထားခဲ့ပြီးတော့ကြံအပိုင်းကိုကျွန်တော်တို့အကုန်လုံးယူသွားမှာပဲဖြစ်ပါတယ်။ဟို set တွေကိုကျွန်တော်နောက်ထပ်ပါလုပ်လို့ရလဲဆိုရင်ကျွန်တော် comparison နှိုင်းယှဉ်လို့ရပါတယ်။ဥပမာကျွန်တော်က set A မှာတော့6 5 4 3ရှိ set B မှာလည်းကျွန်တော်6 5 4 3ပဲရှိတယ်။ဒါပေမဲ့ကျွန်တော်တို့ ရေးချင်တဲ့ order နဲ့တော့ရေးစက်တင်နိုင်ချင်တာ order အရေးမကြီးဘူးအရေးကြီးတာဘာလဲဆိုရင်ကျွန်တော်တို့အတွင်းထဲမှာရှိတဲ့ element တွေအားလုံးတူလားမတူလားအရေးကြီးဥပမာကျွန်တော်က set a နဲ့ set b ကိုကျွန်တော် equal equal ညီလားလို့မေးတယ်ဆိုရင်ဟုတ်အကုန်လုံးကျွန်တော်တို့တူမှာရှိတဲ့ element a မှာရှိတဲ့ element b မှာလက်ရှိနေကျွန်တော်ဘာထွက်မလဲဆိုရင်ဟုတ်ထွက်မှာပဲဖြစ်ပါဟုတ်ပြီနော်ဒီ program run လာရင်တော့ထွက်မှာပဲဖြစ်ပါ ါတော့ကျွန်တော်တို့ equal equal နဲ့နိုင်ချင်တာပါဟုတ်ပြီကျွန်တော်နောက်ထပ်ဘာလုပ်လို့ရသေးလဲဆိုရင်ကျွန်တော်တို့ set a မှာရှိတဲ့ element အားလုံးက set b မှာရှိလားဆိုလိုတာကကျွန်တော်တို့ a မှာရှိတဲ့ element အားလုံး b မှာရှိတယ်ဆိုရင်တော့ set a ရဲ့နောက်ထပ် out set set ဖြစ်တယ်လို့ကျွန်တော်ယူဆလို့ရဥပမာကျွန်တော်ဒါဆိုရင်ကျွန်တော်တို့ greater than လေးနဲ့တော့မေးလို့ရပါ ဆက် A ထဲမှာရှိတဲ့ element အားလုံးက B ထဲမှာရောရှိနေတယ်ဆိုရင်ကျွန်တော်တို့ခုထွက်မှာပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒီဟာလေးကိုတော့ run ကြည့်လိုက်မယ်ဟောစိတ်လိုက်မယ်ဟော run ကြည့်လိုက်ရင်တော့ထုထွက် okay ကျွန်တော်ဒါဆိုရင်ကျွန်တော်ဒီမှာ3 4 5 A ထဲမှာရောရှိတယ်မ3 4 5ဟုတ်ပြီကျွန်တော်ဒီမှာ30လို့ရေးလိုက်မယ်ဆိုရင် A ထဲမှာရှိတဲ့ element နေက ဟို B ထဲမှာရှိတဲ့ element အကုန်လုံးမပါတော့မပါတော့ဘူးဆိုရင်သူ့ရဲ့အောက်အဆွဲပွားအစုမဟုတ်တော့အဲ့ဒီအတွက်ကျွန်တော်တို့ဘာထွက်မှာလဲဟိုပေါ်ထွက်မှာပဲဖြစ်ပါဆိုလိုတာကအကုန်လုံးပါရင်ဟိုထုထွက်မယ်အကုန်လုံးမပါရင်ဟိုပေါ်ထွက်မှာပဲဖြစ်ပါဟုတ်ပြီကျွန်တော်ဒီတိုင်း greater than လေးနဲ့မေးခြင်းဘူးဆိုရင်နောက်ထပ်ဘာမှတ်သက်နဲ့တွားပြီးတော့ဟိုတုံးလို့ရလဲဆိုရင်ကျွန်တော် it set set ဆိုတော့ မတ်တက်လေးနဲ့ကျွန်တော်တို့တွားပြီးတော့တုံးလို့ရပါဒီမှာဆိုရင် B ကတဲ့ A ရဲ့ sub sub ဖြစ်လာတဲ့ဟိုဆိုလိုချင်တာကဘာလဲဆိုရင် B က A ရဲ့ sub sub ဖြစ်လာလို့မေးတယ်ဆိုရင်ကျွန်တော်မဖြစ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် B ထဲမှာရှိတဲ့တလုံးက A ထဲမှာ မရှိလို့ပေါ့။အဲဒါဆိုကျွန်တော်ဘာဖြစ်မလဲ? 4ဖြစ်မလား? Okay ကျွန်တော်ဒီမှာ တစ်ဆယ်လေးကိုတော့ဖြတ်လိုက်ပြီဆိုလိုချင်တာ B က A ရဲ့ sub sub ဖြတ်သွားပါဘာဖြစ်လို့လဲဆိုရင် B ထဲမှာရှိတဲ့ element အားလုံးက A ထဲမှာလည်းရှိလို့ပါအဲ့ဒါဆိုရင်ကျွန်တော်ဘာထွက်မလဲဆိုရင်ကျွန်တော်ထုထွက်မှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော် sub sub ရဲ့ဟို greater than ရဲ့ဟိုတော့တုံးပြီးတော့ကျွန်တော်တို့အောက်က sub sub ဖြစ်လာဆိုတော့ဟို operation လေးကိုကျွန်တော်ပတ်ချက်သွားတာပဲဟိုဖြစ်ပါတယ် တော့နောက်ထပ် method တစ်ခုကတော့ no it super set ပါ it super set ကဘာလို့ return ပြန်ပေးလဲဆိုရင်ကျွန်တော် true ကို return ပြန်ပေးပါ true ကို return ပြန်ပေးတာသူက solo တာကဘာလဲဆိုရင် set a ကတဲ့ set b ရဲ့ super set ဖြစ်လာလို့မေးရပါ set a ထဲမှာ b ရဲ့ element အားလုံးပါရင် no super set ဖြစ်ပါဟုတ်ပြီကျွန်တော်အဲ့အလေးကိုကျွန်တော် run ကြည့်လိုက်မယ်ဒီမှာဆိုရင်3 4 5က A ထဲမှာလည်းရှိတယ်။အဲ့ဒီတော့ A က super set ဖြစ်တယ်။အဲ့ကြောင့်ဟိုခုဆိုပြီးတော့ note ထောက်။ဟုတ်ပြီဒီမှာဆိုရင်ဟိုနောက်တစ်ခုဟိုကြည့်ကြည့်လိုက်။ဒီမှာဆိုရင် note 3 4 30ထဲလာတယ်။30ဆိုရင် set A ထဲမှာ set B ရဲ့ element အားလုံးကျွန်တော်မပါတော့ဘာဖြစ်လို့လဲဆိုတော့30က A မှာမပါဘူး။အဲ့ဒီအတွက်ကျွန်တော်တို့က ANS ကဘာထွက်မလဲဆိုရင်ကျွန်တော် super set မဟုတ် A က B ရဲ့ super set မဟုတ်အဲ့ဒီတော့ကျွန်တော်တို့က for ထွက်မှာပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်နောက်ထပ် နောက်ဆုံးဆုံးတွေ့ကျင်တာဘာလဲဆိုရင် disjoin disjoin ကတော့ဘာလဲဆိုရင် intersection မရှိရင်ကျွန်တော်တို့ထူးထွက်ပေး intersection ရှိလားမရှိလားကျွန်တော်တို့ရှာ intersection မရှိရင် is disjoin က true ရတန်းပြန်ပေးမှာဥပမာတော့1 2 3 B မှာကျတော့ set B မှာကျတော့4 5 6တော့တစ်ခုနဲ့တစ်ခု intersection မရှိဘူးမရှိတဲ့အတွက် is disjoin B လို့ရေးလိုက်တာ ਨੇ သူက true ထွက်မှာဘာဖြစ်လို့လဲဆိုရင် intersection နော်မရှိလို့ဖြစ်ပါဟုတ်ပြီနော်ဒီအပေါ်ဟာလေနော်ဖြတ်လိုက်မယ်ဒီမှာဆိုရင်နော် intersection မရှိပါဘူး intersection မရှိဘူးလောက်ဟိုကျွန်တော်ဘယ်သူနဲ့မေးလို့ရလဲဆိုရင်ဘယ်မှတ်တက်နဲ့မေးလို့ရလဲဆိုရင် is this join နဲ့ကျွန်တော်မေးလို့ရတယ်ဒီမှာဆိုရင်နော် true ပါ okay ကျွန်တော်ဒီနားလေးမှာကျွန်တော်1ဆိုပြီးတော့ဟုတ်လားဒီမှာဆိုရင် intersection ဘယ်နှခုရှိလဲတစ်ခုရှိတယ်တစ်ဆိုတော့ကနန်း ဟုတ်ပြီအဲ့ဒီအတော့ကြောင့် disjoint for ဖြစ်မှာပဲဖြစ်ပါဘာဖြစ်လို့လဲဆိုတော့ intersection တစ်ခုရှိသွားလို့အမှကျွန်တော် intersection ကိုကျွန်တော်တို့ကဘလာကြီးနဲ့ intersection ကျွန်တော်လုပ်ကြ a is equal to set ဒါဆို a က set b is equal to ကျွန်တော်က1 2 3ဆိုပြီးတော့ရေးလိုက်ပြီးတော့ print တန်းပြီးတော့ a full stop is disjoint b လို့ ဟိုရွေးလိုက်ဒီမှာလဲကျွန်တော်တို့ကဘာပဲဘလာကြီးဗျာ intersection တော့ရှိလားမရှိဘူးမရှိတဲ့အတွက်ကျွန်တော်ဘာပဲထွက်မယ်ခုပဲထွက်ပါမယ်ဖြစ်ပါကျွန်တော်စိုးနေကျင်တာကတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ